မင်္ဂလာပါကျွန်တော် auto rating စနစ်ရဲ့ control panel လေးနဲ့ကျွန်တော်မိတ်ဆက်ပေးပြရစီပေါ့နော်ဒီ panel လေးကတော့ဘာလဲဆိုတော့ရေရှိမရှိကိုစောင့်ကြည့်တဲ့ panel လေးပေါ့နော်ကျွန်တော်ဘယ်လိုနေမှာတော့ပြီးတော့သုံးပြီးတော့ဘယ်လိုနေမှာ error တွေရှိလို့သုံးရတယ်လဲဆိုရင်ကျွန်တော် motor တွေလဲတယ်ပေါ့နော် ရေမရှိဘဲနဲ့ပိုက်ထဲမှာရေမရှိဘဲနဲ့မော်တာတွေကလဲနေတဲ့အတွက်ကျွန်တော်တို့ကပို့ပြီးတော့တိကျသွားအောင်လို့မလဲအောင်လို့ကျွန်တော်စောင့်ကြည့်တဲ့ပန်းနယ်လေးပေါ့နော်အဲတော့သူ့မှာဘာတွေတုံးထားလဲဆိုတော့ကျွန်တော်တို့ဒီရေစောင့်ကြည့်တဲ့စင်စာပေါ့နော် UK UK နိုင်ငံထုတ်တဲ့စင်စာဖြစ်ပါတယ်ဟောဒီစင်စာရဲ့မျိုးစားကတော့ဟို liquid တွေကိုစောင့်ကြည့်တာပေါ့နော် C တို့ ဒီဇယ်တို့အင်ဂျင်ဝိုင်းတို့ဒီသူ့ကိုစောင့်ကြည့်တာကျွန်တော်ရေလဲပဲစောင့်ကြည့်ပါတော့နော်အဲကျွန်တော်ဒီဒီပိုက်ထဲမှာတုံထားပါတော့ဒီပိုက်ထဲမှာတုံထားတယ်သူ့မှာဘာလေးဟိုတက်ဆင်းရတယ်အရန်လွဲကူတယ်ပေါ့ဘာလွဲမလဲတီပိုက်လုံးကိုဖြတ်ပြီးတော့တီထောင်လိုက်ပြီးတော့အပေါ်ကနေပြီးတော့ထောင်ထားလိုက်မယ်ဆိုရင်ပေါ်ကနေဒီလိုမျိုးစိုက်ထားလိုက်မယ်ဆိုရင်ကျွန်တော်ဘာလို့တော့ သူသူ့ရေထိခဲ့မယ်ဆိုရင်သူပိုက်ထဲမှာရေရှိရယ်ဆိုတော့သူကအယုံခံမှာပေါ့နော်အဲ့လိုအဲ့လိုပြီးဆောက်ထားတာပါအဲ့ခုဆိုရင်ကျွန်တော်ရေရေဆန့်ထည့်ပြီးတော့ရေဆန့်ထည့်ပြီးတော့ဆန့်ကြည့်မှာပေါ့နော်ကျွန်တော်ဒီပိုက်ထဲကိုရေထည့်ပြီးတော့ဒီမှာပါရေထည့်ရေနည်းနည်းရေစင်စာရေထိအောင်ပဲရတယ်ပေါ့နော် ကျွန်တော်ဒီမှာဘောနော output ထွက်လိုက်ပေါ့ဒါဆိုရင်ရေမရှိတဲ့ဒီ byte ထဲမှာခုရေရှိ ရေမရှိတဲ့အနေထားရေရှိတဲ့အနေထားရေမရှိတဲ့အနေထားပေါ့နော်ပန်းထဲမှာဘာတွေတုံးထားလဲဆိုတော့ဒီဒါက DC 12 volt relay ပေါ့เนาะ ရလေးကိုမှပြီးတော့မှရလေးခံထားရပါတော့ရလေးခံထားပြီးတော့မှမကနက်တစ်ကနက်တာပြန်သုံးထားပါကျွန်တော်ဘာလို့ဆိုမော်တာအကောင်နေပါလိကြီးခဲ့တဲ့မော်တာဆိုရင်ဒီမကနက်တစ်ကနက်တာမှပို့ပြီးတော့နိုင်ပါပေါ့နော်အဆင်ပြေမှာမို့လို့ကျွန်တော်ရလေးဘက်ကနေထွက်ပြီးတော့ရလေးရလေးဒီဘက် AC ဘက်ကို ACU မကနက်တစ်ကိုဝင်ပြီးတော့ AC ဘက်ပြန်ထွက်ပြီးတော့ ီမကနက်တက်ကိုပြန်ခိုင်းထားတယ်ဗောနော်ဒီမှာ220ဘုတ်နဲ့ပြန်ခိုင်းတာဒါကဒီကောင်ကတော့220ဝင်ပြီးတော့220ထွက်မယ်တော့ထွက်လာတဲ့220ကဘယ်လိုသွားမလဲဆိုတော့မော်တာပန်နဲ့စီကိုသွားမှာနော်မော်တာပန်နဲ့မော်တာပန်နဲ့ကျတော့သူရေ level ကိုသူကပဲသူကသူ control လုပ်သွားမှာဗောနော်ကျွန်တော်တို့ကဒီပန်နဲ့ကတော့ရေပဲမိပဲလွှတ်ပေးမှာဗောနော် မီးဖြတ်မယ်ရေမရှိရင်မီးဖြတ်ထားမယ်ရေရှိရင်မီးလွှတ်ပေးထားမယ်အလွှတ်ပေးထားတဲ့မီးကိုဟိုမော်တာပန်တွေကလက်ခံရရှိပြီးတော့မှ ရေတင်မယ်မတင်ဘူးဆိုတော့သူ့ရဲ့ပန်တွေပေါ်မှာမူတည်ပြီးတော့အလုပ်လုပ်သွားပါတော့နော်ရေ level ကိုကြည့်ပြီးတော့မော်တာအဲအရင်မဲ့လွယ်ကူရိုးရှင်းတယ်ပေါ့နော်ကျွန်တော်ဒီဥစ္စာဖန်တီးတိဆောက်ထားတာ